ေတွက်ကို final ပွဲအတွက်ကိုသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဂျားကွင်းမှာကံမယ် Man United ဒီတမိုင်းဆင်လာကြီးတယ်ဖလားရဖို့အတွက်ကို Spurs ကတော့ဖလားမရတာကြာပြီ2008 6လောက်ကလာမသိဘူး Carling Cup ရတယ်အဲ့နောက်ပိုင်းဘာမှမရဘူးအဲ့တော့ Spurs ဖလားငတ်နေတာကြာပြီဒါပေမဲ့အသင်းကလည်းစိုးနေတယ် Man U ကလည်းအသင်းကလည်းစိုးနေတယ်ဒါပေမဲ့ဖလားကဟို Man U နောက်တန်းနောက်ဆုံးရထားတဲ့ Africa ရထားတယ်အဲ့တော့ United အနေနဲ့ကဖလားရဖို့အတွက်ကို ပို့ပြီးစိတ်သက်ပြင်းပြရတယ်။ဘာဖြစ်လို့လဲဆိုဒီ Europa League တည်အရန်ကောင်းတဲ့ Europa League မဟုတ်ဘူး။ဒီနှစ်ဖွဲ့စည်းပုံအရ Champion League ကနေဆင်းလာတဲ့အသင်းတွေလည်းမပါဘူး။အဲ့ဒီပုံမှာလူစိတ်ဝင်စားမှုက Man U ရောက်များနေတာ။ Man U ဒါမပါပဲကံကြီးဒီ Europa League မှာဘယ်သူမှဒီလောက်စိတ်ဝင်စားမှာမဟုတ်ဘူး။ဒါပေမဲ့ United အတွက်လိုအပ်တာဘာဖြစ်လို့ဒီ Europa League ကအရေးကြီးလဲဆိုတော့ Champion League Sport အတွက် Europa League ရရင် Champion League ကိုဝင်ရမှာ အဲ့အတွက်ကိုဒီဝင်ပေါက်အတွက်ကိုဖန်နေအားလုံးကြားထဲမှာမြန်မာပြည်အတိုင်းအတာမှာငါတို့ဖလားရတယ်ငါတို့ဖလားမရဘူးဒါညင်းတာတက်တက်ကဘာတစ်ခုလုံးရဲ့ fan base တွေကြားထဲမှာအဓိက main point ဒီ Man United အတွက်က Man United ဒီနိုင်သွားခဲ့ရင်ဒီ Europa League ဖလားကိုနိုင်သွားခဲ့ရင် Champion League ကိုသွားရမယ် United က club အတွင်းမှာပတ်စံနဲ့ပတ်သက်တဲ့ financial ပြဿနာတွေလည်းရှိတယ် Sergeant Rick Club နဲ့ဒီ Ineos နဲ့ဒီအရင်ကလေးစားတို့နဲ့အဖူးထစ်တွေလည်းဖြစ်တယ် ပြီးတဲ့အခါမှာလည်းဟို ပြောရမယ်ဆိုလို့ရှိရင်ဒီပြဿနာတွေဒီအဖို့အထက်တွေဒီငင်းခုန်မှုတွေဖြစ်နေတဲ့ကြားမှာဖန်တွေရဲ့ယုံကြည်မှုလည်းမရှိအဓိကကတော့ရော်နယ်ဒိုပြောရတာတွေကမှန်တယ်ဗျာတည်လားအတင်းကပျက်စီးနေပြီးယိုယွင်းနေပြီနောက်ပြီးတော့ United အတင်းဒီနှစ်လိုမျိုးရှုံးပွဲတွေလည်းတစ်ခါမှမရှိဘူးစံချိန်တင် Every Ten Hag လောက်တာလား Every Ten Hag နောက်ွယ်ကလောက်သွားတာလား Woodward ကလောက်သွားတာလား ဦးအီနီယော့စ်ကလာပြီးတော့ဆာဂျင်ရစ်ကလစ်တို့ကလည်းကောင်းကောင်းမွန်မွန် control မလုပ်တာလားလုပ်တာလားသိတယ်မလားလာစာတွေ short တယ်လက်မှတ်တွေမပေးဘူးအများကြီးဖိအားတွေဒါတွေအားလုံးဒီဒီဖလားရသွားခဲ့ရင်အတိုင်အထိုက်လျောက်ငြိမ်သွားမယ်နောက်နှစ် Champion League football ကိုပြန်သွားမယ်ပြောလို့မရဘူးဝင်မဖြေရသေးတဲ့ဆန်ပွဲမှာနောက်နှစ် Champion League Champion လည်းမဖြစ်ဘူးပြောလို့မရဘူးဘောလုံးဆိုတာလုံးတယ်အဲ့တော့ဒီအရာတွေအားလုံးဖြစ်ဖို့အတွက်ဒီ ယူနိုက်တက်ကဒီဖိုင်နယ်ကိုနိုင်ဖို့လိုတယ်တစ်ဖက်မှာစပါစပါကလည်းကွင်းတစ်ကြီးစောက်လိုက်တယ်ပိုချက်စတီနိုကိုထုတ်ပြီးတော့နောက်ပိုင်းနီးပြတွေခန့်တယ်အန်ပိုစတီဂလူလာတယ်အဲပကြာဒီအစပိုင်းမှာတော်တော်လေးကောင်းပြီး top 1 2 3တွေပါဝင်တယ်ကစားကွက်တွေကောင်းတယ်ဒါပေမဲ့နောက်ပိုင်းမှာ highland အရန်ဆော့တယ်ခေါင်းမာတယ်ကစားသမားတွေတန်ရန်ရတယ်စုပ်ပြတ်တတ်ထွက်သွားတယ်ဒါပေမဲ့ဒီဖလားအတွက်သူ့ကိုလည်း ဟိုဘယ်လိုပြောရမလဲဆိုတော့ထားထားတာလီဗိုင်ကအခုချိန်ဒီသူ့ကိုဆက်မလုပ်သေးဘူးသူ့ကိုလုတ်ပြီးရင်လည်းဘယ်နည်းပြလာမလဲအရင်တော့ကဒီဟိုနူနူဆန်တိုစတိုအဲမော်ရီဟိုရိုတောင်မှကွန်တီရိုတယောက်မှအဆင်မပြေလိုက်ဘူးအဲ့တော့ तू ကလက်ရှိမှာဖိုင်နယ်ရောက်လာပြီဒီဖိုင်နယ်ကို तू လည်းရင်ဆိုင်မှာပဲနောက်တန်းအရအခုဖိုင်နယ်ပွဲကိုနှစ်ဖက်တင်းကြားအတွင်းမှာအခုလိုင်းတက်အပြည့်နဲ့ကန်တယ်ဗျာ စပါဗီကာရီယိုရဲ့နောက်တန်းမှာဥဒိုဂီရဲ့ပေါ်ရိုးရဲ့ရိုမီယိုရဲ့ဗန်ဒီဗန်ရဲ့၄ယောက်တန်းလိုက်တဲ့ဂိုးသမားရဲ့ဆိုအဲ့နောက်တန်းနဲ့ဂိုးသမားသည်ယူနိုက်တက်ကထွက်လာမယ်3ဘတ်သည်မဇရာဝီဒါခမန်းကြီးပေါ့နော်မဇရာဝီထွက်လာမယ်အဲဟယ်ရီမကွိုင်းယားထွက်လာမယ်ယူရိုပါရင်ပါမယ်မပါခဲ့ရင်အဲ့နေရာမှာလင်ဒီလော့ဖ်ဆော့မယ်အဲ့ဒီနောက်တန်း၃ယောက်နဲ့ဂိုးသမားထက်တော့တာရယ်စပါအသင်းပို့ပြီးဘယ်လန့်စ်ဖြစ်တယ်အပင်ကွေးလေပိုင်းကိုကြည့်မယ်ဆိုဥဒိုဂီလာမယ်ဗျာဥဒိုဂီနဲ့တူတူကက်ဆာမီယို final မှာ experience ကသူသုံးပုံများတယ် ဥဒုဂီရဲ့ကဆာမီယိုရဲ့ဘရူနိုရဲ့အဲပြီးွားလို့ရှိလို့ရှိရင်အဲတိုက်စစ်ပိုင်းမှာဂါနာချိုရဲ့အာမတ်ကဲဝါရှ်လန်ရဲ့ဒါခမန်းတာပေါ့နော်ကျွန်တော်အဲ့လိုမျိုးထင်တယ်အဲအဲ့လိုမျိုးဖြစ်မလားဒါမှမဟုတ်မေဆင်မောင်းကိုတုံးပြီးဘရူနိုတိုက်စစ်မှာတိုက်စစ်မှုရဲ့နောက်မှာဘရူနိုနဲ့ဂါနာချိုတုံးမလားမသိဘူးစပါမှာတော့စားရဲ့ပီဆူမာရဲ့ပန်တန်ကာရဲ့အဲ့ဒီ၃ယောက်ဖြစ်ဖို့များတယ်မန်ယူကွင်းလဲဒီကောင်းကောင်းကြီးစပါကွင်းလဲကိုရှင်းနိုင်တယ်အဲ့လိုကြတော့ ပြီးရင်ခါတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုမန်ယူက wash line အဆင်မပြေဘူးဟိုဘက်ကကျတော့စွန်လာမယ်စွန်နဲ့တူတူစွန်နဲ့တူတူဟိုကျွန်တော်ပါဇက်မှာထွက်သွားပြီဗျာပြန်ကြည့်မှရစပါဒင်ပါဇက်ကနာမည်မထွက်တော့ဖြစ်ဘရန်ဒန်ဂျွန်ဆန် ဲ့ကောင်ဘာသာကနာမည်မထွက်ဘရန်ဒန်ဂျွန်ဆန်ရယ်ဆွန်ရယ်ပြီးွားလို့ရှိလို့ချင်းဘရန်ဒန်ဂျွန်ဆန်ပါနိုင်တယ်ဗျာဆွန်ပါနိုင်တယ်အဲသူတို့နဲ့တူတူကလုစကီကောင်းမလားဆိုလန်ကီကိုတုံးမလားအဲ့ဒါတွေဘလို့ပဲတုံးတုံး United နဲ့တိုက်စစ်ပိုင်းကြတော့အစုအဖွဲ့ရယ် level လောက်ပဲဘာလို့လဲဆိုတော့ Wiseland ကတော့ညံ့တယ်ဗျာ ကျန်တဲ့ဒီဘက်ကကာနာချိုရဲ့အာမတ်ဒီယာလိုရဲ့ကစားခဲ့မယ်ဆိုလို့ရှိရင်အာမတ်ဒီယာလိုကပိုပြီးထိရောက်တယ်။လက်ရှိစပါတိုက်စစ်မှာဆွန်ကတော့နာမည်အရဗျာဆွန်အစရာကြီးပဲဆွန်ကောင်းတယ်ဆွန်ကအတွေ့အကြုံရင်ဒါပေမဲ့ကြက်ကြက်ကွင်းထဲမှာ energy အလောက်ကြီးမတွေ့တော့ဘူးဆွန်ရှိမှာအဲ့တော့ခမန်းကအရန်ခတ်တယ်ဒါပေမဲ့ button line တက်ကအရန်ကောင်းတယ် Romeo ရဲ့ Van Diban ရဲ့ Udogi ရဲ့ Porro ရဲ့ဖြစ်ခဲ့မယ်ဆိုခဲ့ရင်လေသူ့ရဲ့နီးစနစ်ကအရန်ကို high line တွားမှာတိုက်စစ်ပဲကစားမှာအဲ့ဒါမန်ယူရဲ့အားသာချက်ပဲ။ ဲ့သူရဲ့ highline ကြီးပဲတွားပြီးတိုက်စစ်ကြီးပဲကစားတာကအမော်ရင်အရန်ကြိုက်တယ်အမော်ရင်ကတောက်လျှောက်အမော်ရင်ကစားခဲ့တဲ့ပွဲတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အမော်ရင် lion နဲ့နေ့ဒီ europa league မှာဆိုရင် bilbao နဲ့နေ့ bilbao ဘောလုံးအတကစားတာ lion ဘောလုံးအတကစားတာအဲ့နှစ်သင်းလုံးသူတီးတယ်အဲ့လိုမျိုးပဲ real societat လည်းဘောလုံးအတကစားတာဒါပေမဲ့ societat ကမှ man u ကနည်းနည်းဘောလုံးရသေးတယ် ဘောလုံးယူကစားတယ်မန်ယူကတစ်ဖက်အသင်းဘောလုံးကင်ကစားရင်ပိုကြိုက်တယ်အမိုရင်းရဲ့ပုံစံမှာဘာလို့လဲဆိုတော့ဒီ play from back တွေပြေးတာဒီကနာချိုတို့ကောင်တာတွေ direct switch တွေလောက်တာတွေအဓိကဘရူနိုဖာနန်ဒက်စ်ရဲ့ဘောလုံးလမ်းကြောင်းနဲ့ထည့်ပေးတာဘရူနိုဖာနန်ဒက်စ်ကဘောလုံးရသွားရင်ကွင်းလယ်ကနေဆွဲပြီး lane တွေခေါက်နေပဲများနေတာတွေမဟုတ်ဘူးသိတယ်မလားအဲ့ဒီ lane တွေခေါက်နေရင်ဘောလုံးပြတ်နိုင်ချေရှိတယ် ဖလဲတွေပါလုံးမနေဘူး तू ဘောလုံးရလွားတယ်ရအောင်လိုက်လူတယ်တဲကြီးမဲကြီးလူတယ်ဖောင်းလုံးချင်လဲလှုပ်တယ်တခါတလေမှားတယ်လူပေးမှားတာဒါတွေကတက်တက်အဲ့ तू ဘောလုံးရရင်တမ်းပြီးတိုက်ဆက်လမ်းကြောင်းထဲကိုပြေးဖို့အတွက်ကိုနေရာယူခိုင်းထားပြီးပြီးနီးပြအဲ့ဘောလုံးကြောင်းထဲလမ်းကြောင်းထဲတွေထဲ့ပေးတဲ့ဘောလုံးတွေကအရန်ကိုအထိရောက်တယ်ဘာလို့လဲဆိုတော့တစ်ဖက်က high line ကစားမှာဆိုတော့ဒီပုံစံနဲ့ကစားမယ်ဆိုရင် United ကပိုခွင့်ရင်းတာတယ်ပြီးတော့တစ်ခါ Spain နောက်တန်းမှာတခုတတိထားမှာ ရိုမီယိုဗန်ဒီဘန်ရောမညံ့အောင်တော်တော်ကောင်းတယ်ဥရိုကီပေါ်ရိုကောင်းတယ်ဒါပေမဲ့နီးပြကဒီပေါ်ရိုကြီးကိုနံပါတ်8ရိုလောက်အထိတက်ထောက်ခိုင်းတဲ့ပုံစံမျိုး inverted တွေလောက်ခိုင်းတာနောက်တစ်ခုကရိုမီယိုဗန်ဒီဘန်ရောမှာဗန်ဒီဘန်ကတော့ပုံမြန်တယ်ရိုမီယိုကပုံတပါရှိတယ်အော်ကွင်းလက်အထီကိုတက်ပြီး high line ကြီးကစားခိုင်းတော့ဒီပြေးမဲ့ pace ကောင်းတဲ့အာမက်ဒီယာလိုတို့ကန်နာချိုတို့နှစ်ယောက်ပြိုင်တုံးမယ်ဆိုပို့ပြီးတော့ပဲညာဗျာနှစ်ဖက်လုံးကနေဒုက္ခတွေထိုင်ပေးလို့ရတယ် အဲတခုပဲမန်ယူရဲ့ပြဿနာကကြတော့သူများလောက်တာတဲ့ကိုပါကိုသိရမှာစကန်ဘောကောက်ပြီးနောက်တန်းမှာဘောလုံးနေအန်နေကိုသမဆောက်တလွဲရောင်းတာတွေအဲ့ကျွန်တော်အုံနာနာကိုမယုံဘူးညာအဲ့တော့အဲ့ဒီကိုသမရောင်းတဲ့ပြဿနာတွေကိုအတင်းကတကယ်ကိုလိုနေတဲ့အချိန်မှာအမြန်ကန်တင်ပေးရမယ့်ဟာဟိုနားရွှေ့ဒီနားရွှေ့ဒိုင်နဲ့အငင်းပွားနေတာမျိုးတွေကဟိုဘယ်လိုပြောရမလဲဆိုတော့ဒါတွေကအတင်းအတွက်နင်းလာတဲ့ကိစ္စတွေအဲ့တော့အခုလက်ရှိမှာ သုံးသပ်ရမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးကဖလားချန်ပီယံဖြစ်နိုင်တယ် chance ကကိုတူပဲ50 50ပဲဒါပေမဲ့တကယ်တကယ်ဘယ်အသင်းဖလားရဖို့ပုံနီးဆက်လဲဆိုလက်ရှိမှာပို့ပြီးတော့ဟိုအခုလိုင်ယွန်ကစားသွားတဲ့ပုံစံမျိုးအဲအဲ့လိုမျိုးပဲဘီလ်ဘာအိုကိုကစားသွားတဲ့ပုံစံမျိုးဘီလ်ဘာအိုပြိတ္တမှာဘီလ်ဘာအိုပြိတ္တတွေကြီးပဲ6000လောက်လာကြည့်တဲ့ကွင်းထဲမှာမန်ယူက3-0အနိုင်ကန်သွားတာတယောက်ယော့တယ်ပနယ်တီပေးတယ်ဆိုတာသူတို့ဖောင်းလုပ်လို့ပေးရတာအဲ့ဒီအရင်မှာလဲဘီလ်ဘာအိုခေါင်းတိုက်တစ်လုံးရတယ်မကိုးလိုက်ဘူး သိတယ်မလားဒါပေမဲ့ Dow Sending money home with Remitly is easy. So when you're cooking a foriro and remember your husband's dog, Man United ကတိုက်စစ်ဆင်တယ်။ Man United မထမမထင်လို့တော့ဘယ်ပါဘူးမငြိမ်ဘူး။ငြိမ်ငြိမ်အောင်ကစားလို့မရဘူး။အဲ့ဒါတွေအားလုံးကအမိုရင်းရဲ့အာသာချက်လို့ထင်တယ်။ကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ Chance ကတော့နှစ်ဖက် side ကကြည့် Spa အတွက်ကလည်းဒါအသေးပေါက်ကံမှာတိတယ်မလား။ဟိုလုံးဝဟိုဘယ်လိုပြောရမလဲဆိုတော့သူတို့လည်းဒီဖလားကိုရကျင်တယ် မရတာလည်းကြပြီ2008တည်းကဘာဗလာမှမရောက်ဘာအောင်မြင်မှုမှမရောက်အမြင့်ဆုံးကချန်ပီယံလင်း၄၅နှစ်ဝင်တဲ့ဇက်တိုင်အဲပိုချက်စတီနိုလက်ထက်မှာချန်ပီယံလင်းဖိုင်နယ်တက်ခဲ့တယ်လီဗာပူးရှုံးသွားတယ်ဒီနောက်ပိုင်းမှာတတော်တိုင်ပတ်တယ်ဖိုင်နယ်တက်တယ်စပါးကိုရှုံးတယ်ဖိုင်နယ်တော့တက်တယ်ဒါပေမဲ့ဖလားမရလိုက်ဘူးအဲ့ဒီစာလောင်မှုကလည်းအရန်ကျန်းတယ်အဲတစ်ဖက်မှာကလည်းငါတို့ဒီနှစ်လောက်ဆိုးတာတမိုင်းမှမရှိဘူးကလပ်မန်ချက်စတာယူနိုက်တက်တီနှစ်ပေါင်း90ကျော်မှာအင်ကွင်းမှာ ရှုံးတဲ့ပွဲတွေတရေကြတဲ့ပွဲတွေနိုင်ပွဲလုံးဝမရှိတာတွေပရိသတ်တွေရဲ့ဝိုင်းလောင်ခံမှုတွေစပါးနဲ့မန်ယူနိုက်တက်နဲ့လောင်ခံရတဲ့ class ချင်းတော့မတူအမြင့်အကျတဲ့ကောင်ပို့ပြီးအောင်မြင်ထားတယ်ပရီးမီးယားလိဂ်ရဲ့အကျိတ်20ချန်ပီယံဖြစ်ထားတယ်ချန်ပီယံလိဂ်၃လုံးယူထားတယ်ယူရိုပါလိဂ်လည်းမကြသေးခင်ကပဲမော်အင်းနဲ့ယူထားတယ်အဲ့တော့ဒါတွေအောင်မြင်မှုတွေလောက်ထားပေမဲ့လည်းလက်ရှိမှာ United ကဒါကြာဆုံးနေတာလို့ပြောလို့ရတယ်သူက top 6ထဲမှာလည်းရှိမနေဘူး top 4လည်းမဝင်ဘူး ဒီကြားထဲမှာမှာအခုဟိုးအောက်ဆုံးတန်းဆင်းမဲ့အတင်းနေနဲ့အမှတ်ကတိရမလားစောစောပိုင်းမှာတန်းဆင်းမဲ့၃တင်းကညံ့လွန်းလို့သာနောက်မဟုတ်ရင်တိုင်ပတ်နေမှာအဲအဲ့တော့တန်းဆင်းစုံတိုက်ပွဲထဲမှာလွတ်တဲ့ဆိုယုံလေးပဲကြံခဲ့တာအဲ့တော့ဒီနှစ်တင်းကံမှာဆိုတော့ဟိုနိုင်တဲ့ကောင်ကတော့အောင်မြင်သွားမယ်ရှုံးတဲ့လူကတော့နီးပြထုတ်တာတွေပြိတက်ဆဲတာတွေနောက်ခံပြောင်းခံတာတွေဒါတွေကတော့ဖြစ်မယ်ဒါမဲ့တကယ်တကယ် final ကိုကံမယ်ဆိုရင်တော့ပို့ပြီးတော့ ဟိုကစားသမားရဲ့ experience ဘိုင်းနေကြည့်မယ်ဆိုရင်လဲ spa အသင်းမှာဖလားယူထားမှုတဲ့ကစားသမားဆိုတာတော်တော်ရှားတယ် romeo ရှိတယ်ဒါကလည်းနိုင်ငံနဲ့ယူထားတာအဲ့လိုမျိုးပဲဟို channel player တွေကိုတွားကြည့်မယ်ဆိုတတိရောက်ရောက်ဘာမှမရှိဘူးအဲ medicine spa နဲ့ဟို lester နဲ့ယူထားတယ်ဒါ premier league ရထားတယ်ဒါတော့ပဲ channel အများကြီးရှိမနေဘူးအဲ့တော့ united နဲ့ပို့ပြီးတော့ ပွဲကြီးတွေကိုကင်တာပွဲအကြီးတွေအတင်းကြီးတွေနဲ့ကင်ကြုံလာတဲ့ဖီးယားတွေပိုခံနိုင်မယ်လို့ကျွန်တော်ထင်တာကတော့ Man United ပိုခံနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါမဲ့လည်းဗျာ final ကံမဲ့လူတွေကိုတွားပြီးတော့ဘယ်အသင်းကနိုင်မယ်လို့ feel ကျဲအောင်မလုပ်ချင်ဘူးပါလို့ဆိုဘောလုံးကလုံးနေတာစပါလက်ဒုံဒုံဒုံနဲ့ထည့်သွားနိုင်တာပဲအဲ့တော့ Man U fan နဲ့ Man U fan fee အပြည့်နဲ့ဗျာ fee ကိုလွတ်လွတ်လပ်လပ် fee free နဲ့ final တစ်ခုအရသာခံပြီးသားကြည် Man U လဲကြနိုင်အဲ့လိုပဲစပါကလည်းအားမလျော့ပဲနဲ့အေးအေးဆေးဆေးဟိုဟိုဘယ်လိုပြောရမလဲဆိုတော့ ပြီးခံပြီးကြည်လို့ရတဲ့အနေထားပဲသိတယ်မလားအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်အဒါပဲဟိုဟိုဒါကိုသွားပြီးတော့တစ်ဖက်အသင်းကိုသိရမလား final comment နှစ်သင်းကိုကျွန်တော် fee ငော့အောင်မပြောခြင်းဘာဖြစ်လို့လဲဆိုတော့အများသောအဖြစ်ဟိုဒီဟို spar ရို man u ရို da england premier league ကဒါဘီပြိုင်ဘက်တွေဆိုတော့ဗျာတို့တွေကို feature ပြီးတော့ကိုကကိုက arsenal အားပေးတယ်ကိုကဖြစ်တယ်လို့တို့ကိုစနုပ်ပေးမယ်အဲ့လိုမျိုးမပြောခြင်းဘူးဗျာ free free နဲ့လိုလလတာကြည့် အဲ့တော့ဒီ final ကတော့နှစ်သင်းလုံးအတွက်ဇာတူပဲဒါပေမဲ့အတွေ့အကြုံကတော့တာတယ်ဗျာ United ကပိုတာတယ်အဲအဲ့လိုမျိုးပေါ့နော် Spa ကတော့တော်တော်လေးစူးစမ်းရမယ်သူလူတွေလည်းအနာပိုရထားတယ် Man United ကတော့လူတွေနည်းနည်းလေးပိုပြီးတော့ပင်ပန်းထားတဲ့ပုံစံမှာရှိတယ်ဒါကလည်း training ပုံစံ training မိသွားတာဆိုရင်အကျိုးရှိမယ်ဗျာအဲ့လိုမျိုးပေါ့အဲအဲ့တော့ဒါဒီ final ကတော့နှစ်သင်းလုံးရတာခံပြီးကြည့်ပေါ့နော်ကြည့်မှာပါကျွန်တော်အိမ်မှာပဲကြည့်မှာ